Hello အားလုံးပဲမိင်္ဂလာပါ United ရှူကနေကြိုဆိုပါရစေ Cristiano Ronaldo ကတော့ကျွန်တော်ဒီ PS Morgan နဲ့လုပ်တဲ့သူရဲ့ YouTube channel ကအင်တာဗျူးမှာကိုရီ Manchester United နဲ့ပတ်သက်လို့တကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့အမှန်တရားတွေထပ်ပြီးတော့ကျွန်တော်ဒါပြောသွားသေးတယ်လို့ပဲကျွန်တော်ပြောရမလားပဲအသင်းနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တိတ်လက်မခံခြင်းကြပေးမယ်လေလို့ပေါ့နော်တကယ်တကယ်မှန်နေတာကြီးကျွန်တော်ပါနေတယ်ပြီးလို့ရှိရင်အသင်းပိုင်ရှင်နဲ့ပတ်သက်လို့သူ့အနေနဲ့ဝေဖန် သွားတဲ့ပုံစံမျိုးတွေပါကျွန်တော်တွေ့ရတယ်ဆိုသူပြောတာလေးကျွန်တော်ကြည့်ကြည့်အောင်သူကတော့ဒီဘယ်လိုပြောမလဲလောလောဆယ်မှာပေါ့နော်မန်ချက်စတာယူနိုက်တက်ကပရီးမီးယားလိဂ်ဆူပလာတွေကိုစိန်ခေါ်နိုင်ဖို့ဆိုတာတော်တော်လေးအလံဝေးသေးတယ်ပေါ့နော်အမှတ်တီကလည်းအများကြီး꽈ပြီးတော့หนีခဲ့ပြီးယူနိုက်တက်ကိုလက်ရှိအချိန်မျိုးနဲ့မြင်ရတာတော်တော်ကိုသူစိတ်မကောင်းဖြစ်ရတယ်ပေါ့သူကိုယ်တိုင်ကမန်ချက်စတာယူနိုက်တက်မှာ Champions League တို့ Premier League တို့ Blondie Ori နဲ့เนาะ Supla တွေသူ14ခုလောက်ထိသူရခဲ့တယ်လို့နှစ်အကြာကြီးလဲကစားခဲ့ရတော့ဗောနော်ဟို United ဆိုတဲ့အသင်းကသူ့ယင်တဲမှာအမြဲတမ်းတနေရာမှာရှိနေတယ်ဗောလေ Manchester United ကိုသူ Imperton League ကိုနှိမ့်တဲ့သဘောကြအချစ်မြတ်နိုးတယ်ဗောဗျာဒီဒါကြောင့်လက်ရှိအခြေအနေမျိုးနဲ့အသင်းကိုမြင်ရတာ တော်တော်စိတ်မကောင်းဘူးဗောဒါပေမဲ့လည်းလို့ဗောနော်တကယ်အမှန်အဖြစ်အဖြစ်အခြေအနေမှန်ကလည်းကိုအသင်းဟာ ပြီးရပရီးမီးယားလိဒီပါရီနဲ့စိန်ခေါ်နိုင်ဖို့ဆိုတာမျိုးကတော်တော်ကိုအလံဝေးသေးတယ်ဆိုပြီးတော့သူပြောထားတယ်။ဒါကတကယ်ပြောရင်ကျွန်တော်ကိုခါသီးတဲ့အမန်တရားပေါ့ကျွန်တော်တို့တော့ဖလားစင်ကုန်မှုလို့ဘာလို့ဆိုတာမျိုးကတကားလဲတိတ်ထက်ပြောလို့ရတဲ့အခြေအနေမျိုးမဟုတ်သေးဘူးပေါ့အချို့ကျတော့လေအမှန်ဘလောက်ကွာလို့လဲဘာညာပေါ့ လောစီအမှတ်အရင်မကွာသေးဘူးဆိုတာကပြိုင်ပွဲဆယ်ပွဲပဲကျွန်တော်ကစားသည်လို့မကွာသေးတာပွဲအကြာကြီးကစားလာတာနဲ့သူ့အနေနဲ့သူအမှတ်ကကွာသွားမှာဘာလို့လဲဆိုတော့လက်ရှိကိုရှင်ပြိုင်နေရတဲ့အသင်းကြီးကိုရှင်ပြိုင်မှုကျိုးပန်းနေရတဲ့အသင်းကြီးနဲ့ကိုရီကြားတဲ့မာရီကကွင်းတွေကအရာတွေနဲ့မဟုတ်ဘဲနဲ့ပေါ့နော်ကွင်းတွေကအရာတွေကိုဆက်ဆက်နိုင်တဲ့ကွင်းပြင်ပကအချိန်ကြီးပါကွာဟမှုကြီးကြီးမားနေလို့ပဲနော်ခရစ်စတီယန်ရိုနယ်ဒိုတို့ပါလို့ရှိတော့ငါလို့မဟုတ်တော့ဘူးအရာအလုံးဟာ ဟို down side ဘက်မှာပဲကျွန်တော်ရှိနေတယ်အားလုံးကကျွန်တော်တိုင်ပတ်သွားတဲ့အနေအထားမျိုးတွေကြီးပဲပေါ့နော်အဲနောက်တစ်ခုသူဆက်ပြီးတော့ပြောထားတယ်ဒါတော့ဒီအသင်းအချင်းနဲ့ပတ်သက်ရင်ပေါ့နော်နီးပြရူဘင်အမ်မိုရင်ဆိုလို့ရှိရင်လည်းပဲပြီးတယ်မလားလုံးဝ magic တစ်ခုလိုမျိုးသူဘာမှလုတ်ပြနိုင်မှာမဟုတ်ဘူးပေါ့နော်ဒါတော့ဒီလက်ရှိလုတ်ပြနေတာတွေကတော့သူ့ရဲ့အကောင်းဆုံးလုတ်ပြနေတဲ့အနေအထားလေးလို့သူမြင်တယ်အဲချက်ချင်းလက်ငင်းပေါ့နော်အန်အားသင့်စရာကောင်းတဲ့ဟာတွေတော့သူလုံနိုင်မှာမဟုတ်ဘူးဗျာ။ဟိုဒါအပြင်လက်ရှိ United ကစားမားတွေထဲမှာ အလားအလာကောင်းတဲ့သူတွေခြေစွမ်းကောင်းတဲ့ကစားသမားတွေရှိပေမဲ့လေလို့ပေါ့နော်တချို့ကစားသမားတွေမှာကဒီအတင်းမှာကစားဖို့အတွက်လုံးဝမှန်ကန်တဲ့စိတ်နဲ့ခံယူချက်တွေမရှိကြဘူးပေါ့နော်ဟိုအတင်းအနေနဲ့ရှေ့ဆောင်လမ်းပြကစားမောင်းတွေကစားသမားကောင်းတွေရှိမှာပေါ့ဗျအတင်းရဲ့အနာဂတ်မှာအထောက်ပံ့တွေအများကြီးဖြစ်မှာပေါ့ထပ်ပါတော့ Nikki Bag တို့ပေါ့နော်သူပြောတာ Ranking တို့နော် Gary Neville တို့ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒါအဲ Backham တို့လို့ပေါ့နော်ကန်ဝင်တွေမဖြစ်ခင် သူတို့တွေကလူငယ်တွေကနေဖြစ်လာတာပေါ့အခု United မှာက structure တခုကိုလုံးဝရှိမနေတာပေါ့နော်အနာဂတ်မှာတော့ဗျာ United အနေနဲ့ဒီလိုအားနည်းချက်တွေဒီလိုမရှိတဲ့ structure တွေကိုရှိလာပါစီလို့တော့သူမျှော်လင့်နေပေါ့နော်ဘာလို့လဲဆိုတော့ဒီ club အသင်းဟာဟိုပြောရမလဲဒီရာသွေးနေ့တခုလာဇာလောက်တီကို immediate ကိုအရေးပါခဲ့တဲ့ club အသင်းတခုဖြစ်လို့ပဲပေါ့ပြောထားတယ် ရော်နယ်ဒိုနီနဲ့ကျွန်တော်တို့အဲရစ်တန်ဟားရဲ့လက်အောက်ဂလီဇာနဲ့ဘောနောဂလီဇာတို့ရှိတုံးဂလီဇာတို့လောက်မှာသူလွန်ခဲ့တဲ့နှစ်နှစ်လောက်ကသူထွက်သွားခဲ့ရဘူးတဲ့အဲ့ဒီအချိန်မှာသူအသင်းနဲ့ပတ်သက်ပြီးတော့ပိုင်ရှင်ဒီနဲ့ပတ်သက်လို့ဟိုလောလောဆယ်မုန်းခံရပြီမဲ့လေလို့ဘောနောမှန်ပါတယ်အချိန်တစ်ခုကြာလာတာနဲ့မြန်ရော်နယ်ဒိုမှန်ပါလားဆိုနေပြောလို့ရမယ့်စကားမျိုးတွေကိုသူပြောသွားတယ်သူပြောသွားပြီးတော့တကယ်လည်းပဲအခုလက်ရှိမှာဆိုလို့ရှိရင်အဲ့ဒီအချက်ဒီကြောင့်ပဲ Sergeant Redcliffe တို့ဘာလို့အနေနဲ့အသင်းမှာ မပြုတ်ပြင်တာကြာပြီဆိုတော့ရေကူးကန်ဒီဟလာအခုဆိုလို့ချင်း Cardinal Training Center ကြီးကိုလုံးဝတန်း90အကုန်ကျခံပြီးတော့ပြောင်းပလိုက်တာဒါ၄ဒီ Christian Ronaldo ရဲ့လူသိရှင်ကြားဂလီဇာတို့ကိုဝေဖန်မှုတွေကနေတဆင့်ပြောင်းလဲလာတာပဲဘာလို့လဲဆိုတော့ဂလီဇာတို့ဘာလို့ဆိုတာမျိုးကအသင်းအပေါ်မှာ investment လုပ်ပြီးတော့ပြုပြင်ပြောင်းလဲမှုတွေကဘာမှလုပ်မထားဘူး Ronaldo ဆိုလို့ချင်း Real Madrid မှာသွားကစားတယ် Juventus မှာသွားကစားတယ်ပြီးပြန်လာတယ်လွန်ခဲ့တဲ့2008 2009တုန်းကသူထွက်တုန်းကအတိုင်းပဲ မန်ချက်စတာယူနိုက်တက်မှာအရာအားလုံးကတူတူပဲပေါ့ဆိုတော့ကျွန်တော်တို့အသင်းကအရာရာနောက်ကျကြံခဲ့ရတဲ့ဒီမှာပါတယ်ဗျာဒါကိုသူ့ရဲ့ဘက်ကအမှန်ငယ်ပြောသွားတာဘီယူမဆိုင်ဘူးလို့ဘာလို့ဆိုတာမျိုးကတကယ်တကယ်တွေးကြည့်မယ်ဆိုလို့ရှင်လည်းပဲခရစ်စတီယာနိုရိုနယ်ဒိုကမှားမနေဘူးပေါ့နော်အခုဆိုလို့ရှင်ရင် United ပြည်သက်တွေကတော့မှန်တယ်ပြောရရင်ဘယ်လိုပြောမလဲနှစ်ဖွဲ့ကွဲတယ်ဆိုပြီးမြင်လေလို့ဗျာခရစ်စတီယာနိုရိုနယ်ဒိုဘက်မှာရှိကြတဲ့သူတွေကများတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အားလုံးဒီ အလုံးနီးပါးဒီဂလီစာကိုမုံပြီးတော့ရိုနယ်ဒိုကိုသဘောကျချစ်ကြတဲ့တဲ့မှာပါတယ်ဗျာအဲ့တော့ခရစ္စတီယာနိုရိုနယ်ဒိုနီးနဲ့အကောင်းဆုံးပုံစံနဲ့အတင်းကထွက်မသွားခဲ့ရဘူးဆိုရင်တော့မှသူ့လူရက်တရားမှားယွင်းနေတယ်လို့ကျွန်တော်ဘယ်သူမှသိထင်ရမယ်လို့ကျွန်တော်မထင်ဘူးဒါပေမဲ့လို့ဂလီစာရဲ့လူရက်မှားယွင်းနေဆိုတာတော့အလုံးကထင်ထားကြတာဒါကြောင့်ပေါ့နော်လက်ရှိသူကိုယ်တိုင်ကတော့အတင်းမှာ structure ဘိုင်းနေအားနေနေတယ် structure တွေဆိုတာလုံးဝကိုမရှိတာဆိုတဲ့ပုံစံမျိုးတွေသူဝေဖန်ထားတယ်တကယ်လည်းပဲကျွန်တော်လက်ရှိအသင်းမှာဆိုလို့ရှိရင်ငွေတွေတုံးပြီးတော့ကစားမားတွေခေါ်တယ်နီးပြားတွေကျွန်တော်ခေါ်တယ် ဘာမှန်းတိတ်ပြီးတော့တနည်းတနည်းနဲ့တိုးတက်မလာဘူးဆိုတာကကျွန်တော်တို့မှာမှန်ကန်တဲ့ structure တွေမှန်ကန်တဲ့ project တွေမရှိလို့ပဲเนาะကျွန်တော်နေနဲ့အဲလက်တော်အချိန်ဒီပေါ်မှာမူတည်ပြီးတော့ပြောင်းလဲဖို့ကြိုးပမ်းကြတာကိုအသင်းမှာသွားမယ်ကို flow နဲ့ကိုရှိမနေဘူးအဲ့တော့အကုန်ဒုက္ခရောက်တာဆိုတော့ဒါတွေကိုရနေတို့ကတော့ထောက်ပြထားတယ်ဆိုတော့နောက်ထပ် interview တစ်ခုမှာပေါ့ဗျာနောက်ထပ်ဘာ effective ဖြစ်မှုတွေကျွန်တော်ရှိလာအောင်လည်းကျွန်တော်ကြည့်ရမယ်သူရဲ့ပထမ interview မှာတော့သူအကြောင်းပေါ့နော်လက်ရှိ current အသစ်တွေကျွန်တော်ရတယ်တကယ်အသင်းဘူစာချင်းတို့အမှန်ကန်ပြောင်းလဲပြီးတာတယ် အခုဒီချိန်ရောဘာတွေဖြစ်လာအောင်မလဲပေါ့ညီကတို့နေနေရောခရစ္စတီယာနိုရိုနယ်ဒိုပြောတဲ့မန်ချက်စတာယူနိုက်တက်ကလက်ရှိပရီးမီးယားလိဂ်ဒီကိုရာဂိုနဲ့ပတ်သက်ပြီးတော့စူပလာစိန်ခွန်နိုင်စွမ်းဟာအဝေးကြီးမှာရှိနေသေးတယ်ဆိုတဲ့နဲ့ပတ်သက်လို့ရောဘယ်လိုမြင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်